ဒကမကြီးနာမည်ဘယ်လိုခေါ်လဲပြီးတော့မှစန္နာဝင်းလို့ခေါ်ပါတယ်ဖျက်ဟုတ်ပြီပညာရေးချင်းကညာရေးရှင်ဟာဆရာဝင်ပါဖျက်ဘယ်လိုဆရာအောင်ဆင်းလဲအစာရင်းနဲ့ဦးလန်းကြောင်အထူးကုဆရာဝင်ပါအထူးကုဆရာအောင်ပါရဂူကြီးပေါ့တင်ပါဟွန်းအစာရင်းမကုနိုင်နဲ့တဏှာမကုနိုင်နော်အဲ့တော့ဒကမကြီးတရားလာအောင်ထုတ်ဖို့ဘဒုဟာစပြီးတော့နှိုးစော်တာ တရားလာလာအထုတ်တာဘလူးမတော့မနှိုးဆော်ပါဘူးခင်ဗျာတပည့်တော်ကိုဖတာကိုပဲစုံဖြတ်ပြီးတော့လာတာပါခင်ဗျာဟုတ်ပြီသင်ကကြမ်းနေကြမ်းနေလို့မကြားခဲ့ဘူးလားကြားခဲ့ပါတယ်ခင်ဗျာအဲ့တော့စိတ်ထဲမှာဘလူးမြင်တယ်သင်ကကြမ်းနေဆိုတော့ကြမ်းလာကြီးတော့ကျင်ကျင်နဲ့စိတ်ဘလူးလုံးပေါက်လာဒီတပွဲကနောက်ဆုံးပဲလို့ဟိုတုံးလာပိုင်းမှာဝင်ခဲ့တဲ့ယောဂီကပြောတဲ့အခါကျတော့ အဲတပီးတော့အကျိုးတင်ပြီးတော့ခွင့်ယူထားတာပါဗျာ။ဩဟုတ်ပြီ။မဟာပလင်ငါးရက်ဘယ်နှကြိမ်ချိတ်ခဲ့လဲ။ဒီတစ်ခေါက်သုံးကြိမ်ချိတ်ခဲ့ပါတယ်ဗျာ။ဟုတ်ပြီ။မဟာပလင်စချိတ်တာနဲ့အတွေ့အကြုံနဲ့နောက်ဆုံးသုံးကြိမ်မြောက်အတွေ့အကြုံနဲ့ဘယ်လိုဒီကွာခြားတယ်ဆိုတာရှောက်ပါ။ပထမတစ်ချိန်မှာတော့ဒီဝေဒနာတက်လာလို့ရှိရင်ပြင်ချင်စိတ်ကို ထိန်းလို့တိတ်မရပါဘူးခင်ဗျာအဲဆရာတော်ပြောသလိုပဲပွားဝါမယ်ပွားဝါမယ်ပြောတာတကယ်ပဲပွားပွားဝါပါတယ်ခင်ဗျာနည်းနည်းလေးလှုပ်လိုက်တာနဲ့ပွားထွက်ပြီးရောထိန်းလို့ထိန်းလို့မရတော့မရတော့ပါသဘောတိလားတင်ပါကဲနောက်ဆုံးချိန်ကျတော့ဘယ်လိုပြောပါတဖြည်းဖြည်းနဲ့ဒီဆရာတော်ရဲ့ပြောစကားအတိုင်းပဲလိုက်ပြီးရောရှုမှတ်ပြီးတော့ဒီ လုံးဝမလှုပ်မလှုပ်လို့ရှိရင်တော့သူ့ဟာနဲ့သူအဆင်ပြေသွားပါတယ်ခင်ဗျာအဲ့တော့နည်းနည်းလှုပ်လေနည်းများဒုက္ခရောက်ပါအဲ့တော့မလှုပ်ပဲနဲ့စွန့်လွတ်ထားတော့အောက်ကဒုက္ခဝေဒနာမှာစိတ်ဆင်းရဲတာစိတ်တော့မဆင်းရဲတော့ပါဘူးခင်ဗျာဝေဒနာကတော့ရှိနေရှိနေတာရှိနေလေအဲ့တော့ဒကမကြီးတို့အနေနဲ့ရောကြာတဲ့လူတွေအနေနဲ့ရောဒီလိုမဟာပလင်မှာ ဝေဒနာနဲ့တဏှာကိုမတရသေးတဲ့တာမန်အယတ်သားအနေနဲ့ပြောမယ်ဆိုရင်မဟာပလင်ချိတ်ကြတော့ ပြင်းထန်တဲ့ဝေဒနာတက်ရင်ဆင်းရဲမှာပဲလို့တသမတ်ထဲမဆုံးဖြတ်ကြဘူးလားဆုံးဖြတ်ကြပါတယ်အခုတော့မကြီးကိုတွေ့မဟာပလင်၅နာရီချိန်လိုက်တော့အရင်တော့လို့ကိုနိုင် စိတ်နာရမယ်စိတ်ဆင်းရဲမယ်ဆိုတဲ့အဖြစ်ကမှန်ရဲ့လား အမှန်ပါဟုတ်ပြေ啊ဟုတ်ပြီဘုဓမာကြီးကိုတို့ကြည့်လိုက်တဲ့ခါကျတော့အောက်ကဝေဒနာတွေကတော့တက်တယ်စိတ်မှာဆင်းရဲမှုချုပ်အောက်ကဝေဒနာတွေတမန်းတော့မသိဘူးလားသိပါတယ်ဗျာသိတယ်သိတဲ့ပုံမှာဆင်းရဲမှုမပါတော့တင်ပါဒီလိုကျင့်စဉ်ကိုမအောင်မြင်သေးတဲ့ပုဂ္ဂိုလ်ကကိုယ်နဲ့နိုင်စိတ်လက်ဆင်းရဲမှာပဲလို့အဖြေထုတ်ကြတာတင်ပါဗျာဒါအောင်မြတ်စွာဘုရားရဲ့တရားကပฏิပတ်တိဆိုတော့ကိုယ်ကိုယ်တိုင်ကျင့်မှသိတာ မကျင့်ဘရောမသိမကျင့်တဲ့ပုဂ္ဂိုလ်ဟာဒါပြင်းထန်တဲ့အတ္တကိလမထာဏိယောဂကြီးအာရမကြီးပြောရင်ပြောမှာပြန်ပါဗျာနော်ဥစဉ်တို့ကအာဓမဆိုလို့ဖြစ်နေတဲ့ကိလေသာကိုဓမ္မနဲ့တတ်တာပြန်ပါအာရကိုသဘောပေါက်တော့တန်လျရည်ထင်ပြီးအရေးကောင်တင်ပြီးမဟာပလင်းချိတ်တာခန္ဓာကိုညင်းစေပါတယ်အာရမကြီးဆိုရင်အဲ့ဒီအမြင်မှန်ပါမှာမမှန်ပါဘူးခင်ဗျာဟုတ်ပြီနော်မဟာပလင်းချိတ်တာဒီ ကိုနာအောင်တက်တက်ခိုင်းခြင်းမဟုတ်သို့တော်လည်းပဲတဲ့ပြားရည်လိုခြင်းတော့ပန်းဥယင်ဆိုင်ရမှာပေါ့ပြားကောင်းနေလာမှာဟုတ်တယ်နော်ရင်မရိုင်းနေလာစီခြင်းတော့ခွေးဒီကောင်မဟုတ်ချလိမ့်ပေါ့အဲ့ဒါကအကြောင်းပြရင်မရိုင်းလိုခြင်းတော့ခွေးဒီကောင်မဟုတ်ဖန်ငားလိုခြင်းငစားနဲ့ချဖန်အခုလဲစိတ်ထဲမှာကိန်းနေတဲ့ကိလေသာကိုဟောခြင်းတော့ သူ့ရဲ့အာယုံဖြစ်တဲ့ဒုက္ခအာယုံနဲ့ပြလိုက်တော့မှဒေါသထွက်လာအဲ့တော့မဟာပလင်ကျင့်စဉ်သည်ရုပ်ကိုနှိမ့်ဆက်ခြင်းလို့ကျင့်တာလားစိတ်ထဲမှာဂိမ်းတဲ့ဒေါသထွက်အောင် လုပ်တဲ့ကျင့်စဉ်လားဒေါသကိုငြင်းအောင်လုပ်တဲ့ကျင့်စဉ်ပါဟုတ်ပြီဒေါသတွေထွက်လာတဲ့အဲ့တော့မှအာဒေါသဆိုတဲ့သီခံမှုနဲ့နိုင်အောင်တိုက်တယ်ဒီမှာဗျာတိုက်တော့သီခံမှုအဆုံးကြတော့အဲ့ဒေါသစိတ်တွေပေါ်သေးလားမပေါ်တော့ပါဘူးမပေါ်တော့စိတ်ထဲမှာနေနေ စိတ်ထဲရှင်းပြီးတော့ပျော်ရွှင်မှုဖြစ်ပါပျော်နေတယ်အဲဟုတ်ပြီအဲလို့ဆိုရင်ညဇောဘုရားသိခိုင်နိဗ္ဗာန်ရောက်မယ်တဲ့ခန္တီပရမန်တဘောတိဒိဋ္ဌာနော်အစွမ်းကုန်သိခိုင်ခြင်းဖြင့်သိခိုင်ခြင်းသည်မြတ်တော်အကျင့်ပေသည်တဲ့လှုပ်ပြင်းနေတယ်ဆိုတာသိမခံနိုင်လို့လှုပ်ပြင်းတာပေါ့ဒီမှာဗျာအခုမဟာပလင်ကလည်းချိန်တာသေးတယ်လှုပ်လည်းမလှုပ်ဘူးနောက်တော့သိလာတယ်ဒကမကြီးနည်းနည်းလေးဆွပြီးနည်းနည်းလေးလှုပ်ပြီးပို့ဆိုးလာတယ်ဒီမှာဗျာဟုတ် တဏ္ဍတဏ္ဍတက်လာအဲ့တော့သီးခံရင်တဏ္ဍတွေချုပ်ဒေါသတွေချုပ်အဲ့တော့အစွမ်းကုန်လဲသီးခံရောဒီတဏ္ဍဒေါသတွေထပ်ပေါ်သေးလားမပေါ်တော့ပါဘူးမပေါ်တော့အဲ့ဒါဖြစ်ဖြစ်ဆုံးသွားအဲ့တော့မဟာပလင်ကဒကမာကြီးစိတ်မှာဘဝအစဉ်ကကိန်းလာတဲ့အပေလီဘောက်ကြာစီတဲ့ဒေါသကြံလောဘကြံတရခံကိုဖော်ထုတ်ဖို့အကြောင်းခံတာပဲဖြစ်တယ်။ဒီမှာဗျာ။အဲ့အကြောင်းကိုဆရာနဲ့တပည့်နဲ့ရှင်းပြပြီးကျင့်လာတဲ့ အခုဆိုတော့ဒကမာကြီးကိုနာပင်နဲ့စိတ်မနာတော့ဘူးဆိုတော့အဖြေကမှန်သွားပြီတရားမှကြောက်သေးလားကြောက်တော့ပါအောင်ဗျာအေးအဲ့လိုဒကမာကြီးလိုမသိသေးတဲ့ပုံကိုယ်တွေဒီမဟာပလင်ကို အပြည့်မြင်တဲ့ပုံကိုယ်တွေဒီလိုကြည့်ရမှမသိတဲ့ပုံကိုယ်တွေကိုဒကမာကြီးကဘယ်လိုတိုက်တွန်းမလဲမဟာပလင်ဆိုတာတောင်းဆရာမဟုတ်ပါဘူးခင်ဗျာဆရာတော်ဖခင်ပြောတဲ့အတိုင်းနာလိုက်နာကြင့်ကြံမယ်ဆိုလို့ရှိရင် ဒုက္ခဝေဒနာရောဒေါသရောပါထိ ंछ ုံနိုင်မှာပါဗျာ။ဟုတ်ကဲ့အားလုံးသာဓုခေါ်ပါ။အာဓု